မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကို တင်ဆက်ပေးပါမယ်ပထမအဆုံးမြန်မာစစ်တပ်၏ KK Bus စီနေမှုသည်အထူးရောင်းသားဖြင့်ပြဿနာအလုံး၏ဇင်းမြစ်ဖြစ်သည့်မြန်မာစစ်အုပ်စုကိုအရေးယူမှသာလျှင်မြမရေဖြည့်ရှင်းနိုင်မည်ဟုဆိုတဲ့သတင်းကြောင်းကို တင်ဆက်ပေးပါမယ် ပြီးခဲ့တဲ့ရက်ပိုင်းတွင်မြန်မာစစ်တပ်၏ KK Bat ကိုဝင်ရောက်စီးနှင်မှုသည်အထူးရောက်တာဖြစ်ပြီးပြဿနာအလုံး၏ဇင်းမြစ်ဖြစ်သည့်မြန်မာစစ်အုပ်စုကိုဖျက်သိမ်းအရေးယူမှသာလျှင်စိုက်ဘာပစ်မှုအကျတဲ့သာမကမြန်မာအကျတဲ့ကိုပါအပြီးတိုင်အပြင်းပြက်ဖြေရှင်းနိုင်မည်ဖြစ်သော Justice for Myanmar JFN ကထုတ်ပြန်လိုက်ပါသည် Justice for Myanmar ၏ထုတ်ပြန်မှုတွင်မြန်မာစစ်အုပ်စုသည်နမည်ဆိုးဖြင့်ကြော်ကြားသော KK Bat စိုက်ဘာငွေလိမ်ခြံဝန်ကြီးအားအယောင်ပြစီးနှင်မှုတရက်လှုပ်ဆောင်ခဲ့သောအဆိုပါစစ်ကောင်စီဟန်ပြဝင်ရောက်စီးနှင်မှု တွင်စတားလင်းဆက်အလုံး30နဲ့အတူအလုံးသမား2198ဦးကိုစစ်တပ်ကဖမ်းဆီးခဲ့ကြောင်းဖော်ပြပါရှိပါသည်။မြန်မာစစ်တပ်သည်၎င်း၏လောက်ခံကရင်နေချောင်းဆောင်တဲ့ BGN နဲ့အတူမြေယာထိန်ချုံမှုစီးပွားရေးလည်လည်မှုများကျူးလွန်ရာအဆောက်အုံများတွင်အကျိုးစီးပွားရယူမှုအခွန်ကောက်ခံမှုလုံခြုံရေးဝန်ဆောင်ပေးမှုတရားမဝင်ကုန်သွယ်မှုလူကုန်ကူးမှုနှင့်လူသုံးကုန်ထိန်ချုပ်ရောင်းချမှုတို့ကဲ့သို့သောနိုင်ငံပြတ်ကျော်ရာဇဝတ်မှုများမှအကျိုးမြတ်များရရှိနေခြင်းဖြစ်ကြောင်းလည်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ နိုင်ငံတကာအရေးယူမှုများအနေဖြင့် American ပြည်ထောင်စု၏ကရင်နယ်ခြားဆောင်တဲ့ကရင်မျိုးသားတက် BGF KNA ပေါ်တန်းခဲပိတ်ဆို့ခဲ့မှုများအကြောင်းဖော်ပြရာတွင် BGF တပ်ဖွဲ့ဝင်များသည် KK Bat ကိုလုံခြုံရေးပေးနေကြောင်းအစီရင်ခံခဲ့သလို2024ခုနှစ် သူတည်တနာမှာလည်းကရင်နယ်ခြားဆောင်စစ်သည်များဟာ KK Bat မှလုံခြုံရေးပေးနေကြောင်းဖော်ပြထားပါတယ်။ထို့ပြင်ဥရောပတမကာဤတန်ခက်ပိတ်ဆို့မှုများတွင်လည်းကရင်နယ်ခြားဆောင်တဲ့ဒုတိယဗိုလ်မှူးကြီးစောမုတ်တုံနဲ့ဗိုလ်မှူးစောတင်ဝင်းတို့နှုတ်ဦးအား KK Bat မှပါဝင်ပတ်သက်သူအကျိုးမြတ်ရရှိသူများအဖြစ်တမတ်ဖော်ပြကတန်ခက်ပိတ်ဆို့ခဲ့ကြောင်း JFN ကဆိုပါတယ်။ စင်စင်မြမစစ်တဲ့ကိုကဲမှုအောင်ရှိစောချစ်သူနဲ့ကရင်နေချားဆောင်တဲ့ခေါင်းဆောင်များ၏နိုင်ငံဖြတ်ကျော်ရာစုမှုများတွင်ပါဝင်ပတ်သက်မှုသည်ကေကေပတ်ထပ်ပင်များစွာကြုံလွန်ကျပြမာရီစောချစ်သူနဲ့၎င်း၏သားသမီးများသည်ကရင်နေချားဆောင်တဲ့ကုမ္ပဏီ၉ခုကိုအတူတကွပိုင်ဆိုင်ထားပြီးရင်းကုမ္ပဏီများနဲ့မြန်မာအပေါ်လို International Investment Company Limited Apollo Partner ယူလောင်းပြီး ယူလောင်ဘေးဘတ်ကုမ္ပဏီကဟာစိုက်ဘာငွေလိမ်ခြံကြီးများမှာရင်းနှီးမြှုပ်နှံထားကြောင်း Justice for Myanmar ကရခင်ကထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။မြန်မာစစ်တပ်သည်ပြည်တွင်းဥပဒေပြည်လကောင်နိုင်ငံတကာဥပဒေပါဖွင့်ဆိုချက်ပြည်လကောင်အကြမ်းဖက်အဖွဲ့အစည်းတရက်ဖြစ်သလိုမြန်မာပြည်သူများမြန်မာနိုင်ငံတွင်နေဒေသဖြတ်ကျော်လူစုလိုက်ပြုံလိုက်အထမပီအားပေးရွှေပြောင်းစီမှုကြီးအတွက်တာဝန်ရှိသူဖြစ်ပြီးဒေသတွင်မတည်ငြိမ်မှု၏အဓိကရေးတောင်းမြင်လက်သေးတရက်ခံဖြစ်တယ်ဟုလည်းဆိုပါတယ်။ ထို့ကြောင့်စိုက်ပါငွေလိမ်လုပ်ငန်းများကင်တွဲဖြည့်ရှင်းမည်နိုင်ငံတကာအရေးယူဆောင်ရွက်မှုများသည့်မြန်မာစစ်တပ်နှင့်ရင်းဤပြည်သူ့ဆဲအဖွဲ့များခြေပြန့်စွာပြတ်မှတ်ထားဆောင်ရွက်ရမည်ဖြစ်ကြောင်း GFN ကတတိပေးပြောဆိုထားပါသည်ထို့ပြင်ရင်းဝင်ရောက်စီးနှင်းမှုသည်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီအချိန်ကြိုက်လှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးရင်းသည်နိုင်ငံဖြတ်ကျော်ရာဇဝမှုများနှင့်လူကုန်ကူးမှုများတွင်ပါဝင်နေသောစေအုပ်စုနှင့်လက်အောက်ခံကရင်နေကြဆောင်တပ်တို့၏အ धिक အခန်းကဏ္ဍကိုအာယုံပြောင်းလှည့်စားရန်ကြိုးပမ်းမှုတစ်ရပ်ဖြစ်သည့်အတွက်လာမယ့် စီရင်ထိပ်သီးအစည်းအဝေးတွင်ဆိုရများအနေဖြင့်စေအောင်စုနှင့်၎င်းတို့ကိုတရားဝင်မှုရရှိစေရန်ကြိုးပမ်းသည့်အထူးရောင်ရွှေကောက်ပွဲအားပြတ်သားစွာဆန့်ကျင်ရည်တည်ကြရန်တိုက်တွန်းတောင်းဆိုပါသည်အာဆီယံနဲ့နိုင်ငံတကာအတိုင်းအဝန်နေဖြင့်စစ်တပ်ဖြတ်သိမ်းပြီး Federal Democracy တည်ဆောက်ရေးအတွက်မြန်မာပြည်သူများ၏ရုံးကန်လှုပ်ရှားမှုကိုပံ့ပိုးကူညီခြင်းဖြင့်သာစိုက်ပါပြစ်မှုအချက်တဲနဲ့မြန်မာအချက်တဲတို့အားအပြီးတိုင်အမြင့်ပြည့်ဖြည့်ရှင်းနိုင်မည်ဖြစ်ကြောင်း Justice for Myanmar ကထုတ်ပြန်ထားကြောင်းသိရှိရပါသည်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့ငယ်တကာပါလီမန်များအဖွဲ့ IPU ညီလာခံမှဒေါက်တာဝင်းမြတ်အီးနဲ့ဒေါ်စမောင်တို့ဦးဆောင်တဲ့မြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့တက်ရောက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပတဲ့152ချိန်မြောက်နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ညီလာခံမှဒေါက်တာဝင်းမြတ်အေးနဲ့ဒေါ်စမအောင်တို့ဦးဆောင်တဲ့မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တက်ရောက်နေတယ်လို့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကထုတ်ပြန်လာပါတယ်။မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာအာနာသိန်းစေအုပ်စုကကျင်းပမဲ့ရွေးကောက်ဝင်နေရလက်ပေါ်ကန့်ကွက်ပေးဖို့နဲ့အတိမတ်မပြုရင်မတရားဖန်ဆီးထိမ့်သိမ်းခံနေရတဲ့နိုင်ငံတော်အကြီးအကဲတွေရွေးကောက်ပွဲကန်ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး2020အထွေထွေရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ CRPH ကိုကမ္ဘာလွှတ်တော်အတိုင်းဝိုင်းကဆက်လက်အသိမဲ့ပြုရေးအချက်တွေကိုအဓိကထားဆွေးနွေးတိုက်တွန်းခဲ့တယ်လို့ဖော်ပြပါရယ်။ လက်ရှိပရိပခဖြစ်ရှင်ရင်းနဲ့ရေရှည်တည်တက်နဲ့အဖြစ်ရှာခြင်းမှာတော်လိုင်းရင်အားစုတွေရဲ့ဆောင်ရွက်သွားမယ့်လုပ်ငန်းစဉ်တွေပေါ်ထိရောက်သောပံ့ပိုးကူညီမှုတွေရရှိရေးကိုလည်းအဓိကထားဆွေးနွေးတိုက်တွန်းခဲ့တယ်လို့ဆိုပါတယ်မြန်မာလွှတ်တော်ကိုယ်စားလှယ်ဖွဲ့ဟာအော်တိုဘာလ19ရက်မှာအာရှပစိဖိတ်အုပ်စုနဲ့အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ဖိုရမ်တို့ကိုတက်ရောက်ခဲ့တယ်လို့အော်တိုဘာလ20ရက်မှာလည်းအမှုဆောင်ကောင်စီအစည်းအဝေးညီလာခံအစည်းအဝေးနဲ့ညီလာခံရဲ့ General Data Face အစည်းအဝေးတို့ကိုတက်ရောက်ခဲ့တယ်လို့ General Debate အစည်းအဝေးတို့ကိုတက်ရောက်ခဲ့တယ်လို့ CRPH ကထုတ်ပြန်ပါတယ်။ဒါ့အပြင်မလေးရှား၊ထိုင်း၊အီတလီ၊ကနေဒါ၊နယူးဇီလန်၊ဩစတြေးလျနိုင်ငံတို့မှလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေနဲ့လည်းတီးခြားစီတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတွေ့ဆုံဆွေးနွေးမှုတွေတွင်အကြံပေးစစ်တပ်ကဆက်လက်ကျူးလွန်လှုပ်ဆောင်နေတဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊လူခွင့်ရေးချိုးဖောက်မှုတွေနဲ့အကြမ်းဖက်မှုတွေအဲ့ဒီလုပ်ရက်တွေကြောင့်နေရဆွန့်ခွာနေပြီးဒုက္ခတွေနဲ့ရင်ဆိုင်နေရတဲ့ပြည်တွင်းရှိစစ်ပေးဆောင်ပြည်သူတွေနဲ့အခြားနိုင်ငံများရှိရွှေပြောင်းမြန်မာပြည်သူတွေရဲ့အခြေအနေတွေ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကိုရှင်းလင်းတင်ပြခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ IBU ဟာကမ္ဘာနိုင်ငံပေါင်း180ကျော်မှနိုင်ငံတော်အဆင့်လွှတ်တော်တွေနဲ့ဖွဲ့စည်းထားပြီးမြန်မာနိုင်ငံမှာ2021ခုနှစ်ဆီယနာသိမ်းမှုနောက် IBU အမှုဆောင်ကော်မတီ CRPH ကိုအဓိကဆွေးနွေးပွဲမိဖက်ဖြစ်အသိမဲ့ပြုခဲ့ကဒီနေ့ထိတိုင်ဆက်လက်အသိမဲ့ပြုထားတယ်လို့သိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့ကားပါစ16ဤအရေးကြီးကာကင်းစခန်းများအသိမ်းခံရပြီးနောက်မှာအတွဲလိုက်ဒုံများဖြင့်ပစ်ခဲ့ဒဏ်ရာရတပ်ဖွဲ့ဝင်များအုပ်စုလိုက်ပြန်ဆင်းလာနေရဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပရောင်းတက်နေရှိစစ်ကောမရှိအမတ်16ကားခွေပစ္စည်းစက်ရုံကားပါစ16ဤကာကင်းစခန်းများအသိမ်းခံရပြီးနောက်ရှည်တန်းစခန်းများမှနေ၍အတွဲလိုက်ဒုံများဖြင့်ဇက်တိုက်ပစ်ခတ်မှုများပြုလုပ်နေကြောင်းသိရပါသည်။ အာရကတက်တော်အီနှင့်ပူပေါင်းတက်ဖွဲ့များကာပါစာ၁၆ဤအဓိကကာကင်းစကန်63လုံးပွိုင်းအပါဝင်ကာကင်းစကန်၄ခုကန့်ကိုတင်ယူလိုက်ပြီးနောက်စစ်ကော်မရှင်ကရှေ့တန်းစကန်များမှနေ၍အတွဲလိုက်ဒုံများဖြင့်ကာပါစာ၁၆ဤအနောက်ဘက်ကိုဇက်တိုက်ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်းစည်ရေးသတင်းရှင်းမြစ်ထံမှသိရပါသည်။ကာပါစာ၁၆အနီးကရွာနေတဲ့စစ်တပ်တက်ဖွဲ့ဝင်၁၀ရောက်စီအင်အားချထားပြီးနေမြေစစ်ဆေးရေးပုံစံလုပ်နေတဲ့ခြေရွာထဲမှာလည်းဝက်ချုံနေတဲ့ချန်စီယိုကာခိုင်းနေတဲ့ပေါ်တာဆွဲတာတွေလည်းတအားများနေဟု ဒေသခံတို့ကပြောပါရယ် စစ်ကောင်မရှင်သည်ဒုံးတက်ရင်တတရ600တေရှေ့တန်းစကန်ဖြစ်သည့်မိုင်းတိုင်း26မှနေ၍အတွင်းလိုက်တော့အလုံး30ကန်ဖြင့်ကာပါစာ16နီကိုပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်ကာပါစာ16နီရှိမတုံကြားချေရကြောက်စကွဲဖလုံရွာများကိုစစ်ကောင်မရှင်စစ်ကြောင်းများအယောင်ပြရှောင်းပွေမှုများပြုလုပ်ခဲ့ပြီးနောက်ဒေသခံများကိုပါဝင်ထွက်ခွင့်ပိတ်ပင်ထားကြောင်းသိရပါသည်အဆိုပါကျေးရွာများကိုစစ်ကောင်မရှင်ကစက်တက်လီဒီနစီဖြင့်ကင်းထောက်ပြန်တမ်းမှုများပြုလုပ်ခဲ့ပြီးမင်းတုံးနယ်ဗမာနေ၍ပရောင်းတက်နယ် တွင်ကိုဒေတာကံများအဝင်ထွက်ပြုလုပ်ခွင့်မပေးတော့ဘဲပိတ်ဆို့ထားလိုက်ပြီးဖြစ်ကြောင်းဒေတာကံများထံကသိရပါတယ်။အေအေနဲ့ပူပေါင်းတက်များထိုးစစ်မှကာကွယ်ပစ္စည်းစက်ရုံဘက်သို့ဦးတည်လာပြီးစစ်ကောမရှင်ကစစ်ကြောင်းများကိုအင်အားတိုးချဲ့ကဗရောင်းတက်နေတွင်သို့ပို့ဆောင်ခုခံရန်ပြင်ဆင်လျက်ရှိပါတယ်။ထို့ပြင်အနောက်တောင်တိုင်းစစ်ဌာနချုပ်နာတကနေမြေတွင်မှစစ်ကြောင်းနှစ်ကြောင်းကိုမြောင်ကျိုးစစ်မျက်နှာပြင်သို့အရေးပေါ်ခေါ်ယူလာကြောင်းတက်တရင်ရှင်းမြစ်ထံကသိရပါတယ်။ယခုရက်ပိုင်းတွင်စစ်ကောမရှင်တက်ဖွဲ့ဝင်လူနာများကိုရက ခိုင်ရိုးပေါ်မှနေ၍စွန့်လိုက်ပြုံလိုက်နောက်တန်းတို့ပြန်လည်ခေါ်ဆောင်နေရပြီးစေးပိုက်တန်းလည်းနဲ့လူနာများပါပါရှိကြောင်းသိရှိရပါသည်။